တခြားသူတွေနဲ့မတူအောင်မင်္ဂလာဦးစွန်ကျွေးအလူကိုဟိမဝန္တာတော်ကရေခဲတောင်မှလောက်ခဲ့တဲ့ကြော်ကြော်နဲ့ဆုမျက်နှုပရိသတ်များအလုံးမင်္ဂလာပါရှင်ဘောင်းမစ်နောက်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ချမ်းသာကြွယ်ဝပါရတဲ့ဆိုတဲ့နေကြီးဦးတို့ဝင်းမုံရွှေတို့တောင်မလုံးနိုင်နဲ့မင်္ဂလာဦးစွန်ကျွေးအလူကိုပြုလုပ်ခဲ့ရတာကတော့ကြော်ကြော်နဲ့ဆုမျက်နှုပါ။ အခုဆိုရင်တော့ကြော်ကြော်နဲ့ဆွမျက်နှာတို့ဟာသွာလာရခက်ပါတယ်ဆိုတော့အိန္ဒိယနိုင်ငံဟိမဝနာရေခဲတောင်ကတကူးကြီးဆရာတော်တပါးကိုမင်္ဂလာအုံဆုံးကျွေးလိုက်ပါတယ်။ဒါပေမဲ့လည်းတခြားတစ်ဖက်မှာဆွမျက်နှာနဲ့ကြော်ကြော်တို့ဟာဆရာတော်ကိုအသုံးချပြီးဓာတ်ပုံရိုက်တယ်လို့ဝေဖန်ခံနေရပြန်ပါတယ်။တရုတ်ဆောင်ဆွမျက်နှာဦးဆိုတာကအနုပညာလောကမှာနေရာတနေရာရထားတဲ့ဇပ်ပုတ်တရုတ်ဆောင်တဦးဖြစ်ပါတယ်။ အထူးသဖြင့်ဒုမဆပေါ်တော်ကဆိုရင်စုမြတ်တို့ဦးရဲ့ချက်စရာမျက်နာဟန့်ပန့်အမှုရာတွေကြောင့်မင်းသမီးတဦးဖြစ်ဖို့ထိအလားလာရှိခဲ့ရပါဒီလိုမျိုးစုမြတ်တို့ဦးနဲ့အတူတရွဲ့တွဲရှိနေခဲ့တာကတရုတ်ဆောင်ကြောကြောဖြစ်ပါတယ်တရုတ်ဆောင်စုမြတ်တို့ဦးနဲ့ကြောကြောတို့ဟာနှစ်ပေါင်းများစွာလူသိရှင်ကြားတွဲခဲ့ရပါအစောပိုင်းမှာတော့သူတို့နှစ်ဦးဟာချစ်သူတွေပါလို့ဝေမခံပါဘူး။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ဖုံးပြီးလို့မရတဲ့အပြုတ်မှုတွေ၊သူတို့နှစ်ယောက်နဲ့အပြင်မှာနှီးစက်တဲ့သူတွေရဲ့ဖော်ကောင်းလုံးမှုတွေကြောင့် သူတို့နှစ်ယောက်ကချစ်သူတွေဆိုတာကိုနောက်ပိုင်းမှာဝန်ခံခဲ့ရပါတယ်။အခုဆိုရင်တော့တရုတ်ဆောင်ကျော်ကျော်နဲ့ဆွေမျက်နှာဦးတို့တွဲလာတာကနှစ်တွေအတော်ကြာလာခဲ့ပြီဖြစ်ပြီးတော့တရုတ်ဆောင်ဆွေမျက်နှာဦးတယောက်ချောမောလှပပါတယ်ဆိုတဲ့မိန်းကလေးတယောက်ပုံစံကနေအိမ်တောင်ရှင်အမျိုးသမီးပုံစံဖြစ်လာနေပါပြီ။ဒါမဲ့လည်းဒီလိုမျိုးအခြေအနေတွေအထိတရားဝင်လက်မထပ်ခဲ့သေးရပါ။ဒါကြောင့်လည်းပြည်သက်တွေကဆွေမျက်နှာဦးနဲ့ကျော်ကျော်တို့အတွဲကိုဘယ်တော့မင်္ဂလာဆောင်မလဲဆိုပြီးသိကျင်နေကြတာဖြစ်ပါတယ်။မင်္ဂလာမဆောင်ဘူးလားစသဖြင့်လည်းမေးကြတာပါ။ ဒီနေ့မှာတော့ဆွမျက်နှာဦးနဲ့ကြော်ကြော်တို့ကလက်ထပ်လိုက်ပါပြီ။အစောပိုင်းမှာတော့ဆွမျက်နှာဦးနဲ့ကြော်ကြော်တို့ဟာကြီးကြီးခန်းအောင်စွာနဲ့လက်ထပ်မှာဖြစ်လို့အချိန်ယူတာပါလို့ပြောခဲ့ကြပါတယ်။ဒါပေမဲ့အခုချိန်မှာတော့မင်္ဂလာပွဲကိုအချင်းယုံတာနှစ်ဖက်မိဖဆွေမျိုးအတိုင်းဝိုင်းရှိမှပဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအခုခါမှာတော့ကြော်ကြော်နဲ့စွန့်မြတ်နေဦးတို့ဟာမင်္ဂလာဦးစွန်ကျွေးအလူကိုအိန္ဒိယနိုင်ငံကအဟိမဝန္ဒာရေခဲတောင်ထိပ်မှာပြုလုပ်ခဲ့ရဖြစ်ပါတယ်။တရုတ်ဆောင်ကြော်ကြော်နဲ့စွန့်မြတ်နေဦးတို့ကဝေးလံတဲ့အဟိမဝန္ဒာတောင်တန်းကိုကိုယ်တိုင်သွားကအဟိမဝန္ဒာရေခဲတောင်မှာမဟာပုရိသကျောက်ကူတော်ရရိတ်တာမဟာပုရိသကျောက်ကူတော်ရဆရာတော်ဘုရားကြီးအားဦးဖျားဖျားစွန့်ကက်လူတန်းခဲ့ရဖြစ်ပါတယ်။အဆိုပါရေခဲတောင်မှာကြော်ကြော်နဲ့စွန့်မြတ်နေဦးတို့မင်္ဂလာမောင်နှံနှစ်ဦးဟာမြမရောရဝိဆောင်နေဝိဆင်ပြီးတော့ဆက်ကက်လူတန်းခဲ့ပါတယ်။ ကျော်ကျော်နဲ့စွန့်မြတ်နေတို့ကမကြသေးခင်ကပဲမင်္ဂလာလက်မှတ်ရေးထိုးခဲ့တာကြောင့်ဒီလိုမျိုးဟိမဝင်တာတော့မှပုံမှန်ဆိုရင်တော့မင်္ဂလာဦးဇနီးမောင်နှံတွေကတာမန်ဖုန်းကြီးကြောင့်ပဲမင်္ဂလာစွန့်ကြွေးအလူပြုလုပ်လေးရှိပါတယ်။ဒါကြောင့်လဲကျော်ကျော်နဲ့စွန့်မြတ်နေတို့ရဲ့မင်္ဂလာဇနီးမောင်နှံကတော့တကူကြီးစီရတော်ရှိတဲ့ဟိမဝင်တာရေခဲတောင်ကိုခက်ခက်ခဲခဲနဲ့တွားရောက်ကလှူဒန်းခဲ့လို့အလုံးကသာဓုခွန်နေကြပါတယ်။ဒီလိုမျိုးတွားရောက်ခဲ့ရကကျော်ကျော်နဲ့စွန့်မြတ်နေတို့ပထမဆုံးလို့လည်းသိရပါတယ်။ဒါပေမဲ့စွန့်မြတ်နေတို့နဲ့ကျော်ကျော်တို့ဟာဟိမဝင်တာကိုအတူတူ သွားခဲ့တဲ့အမျိုးသမီးတယောက်ကတော့စွန့်မြတ်နေဦးနဲ့ကြော်ကြော်တို့ကစုံမကြွေးပဲဓာတ်ပုံပဲရိုက်ခဲ့ကြတာလို့ဆိုပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဟိမဝင်နာရေခဲတောင်မှာစွန့်ကြွေးခဲ့တဲ့ကြော်ကြော်နဲ့စွန့်မြတ်နေဦးကိုဘယ်လိုထင်လဲဆိုတာပြောခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။